ယောအားလုံးပဲမင်္ဂလာကျော်ဒီနေ့ကတော့အခုတော့ရေပန်းစားနေတယ် TV ကဲဆိုရယ် TV ကောင်းပါလေအကြောင်းပြောပြမယ်ဖြစ်ပါတယ် TV ကဲဆိုရယ်ဘန်အဖွဲ့က American Indie Rock အမျိုးအစားဖြစ်ပြီးတော့2010ခုနှစ်တွင် San Francisco California ပြည်နယ်မှာစတင်ခဲ့ပါတယ်အဓိကဦးဆောင်သူအနေနဲ့က Brad Peterin ကစတင်ခဲ့ပါတယ် Brad Peterin က ဆိုတော့တေးရီ project နမူနာရွေးချယ်ခြင်းနဲ့စန်ဒီယားတို့မှာပါဝင်ခဲ့ပါတယ်။ထားဖွဲ့ဝင်များဖြစ်တဲ့ Jason Wyman ကတော့ Grand Lama အနေနဲ့ပါဝင်ခဲ့တဲ့အပြင်ပုံမှန်ထွက်ခဲ့တဲ့ Airban ဖြစ်တဲ့ Frank Aces မှာပါဝင်ခဲ့ပြီးတော့အခုလက်ရှိမှာတော့တည်တည်ကြပ်ပူးပေါင်းခြင်းတော့မတွေ့သေးပါဘူး။ထားဖွဲ့ဝင်တယောက်ဖြစ်တဲ့ Hammer ကတော့ TV ကဲ band ရဲ့ Bass မှာတယောက်ဖြစ်ပြီးတော့အခုလက်ရှိမှာတော့ band အနေထွက်သွားတယ်လို့သိရပါတယ်။ပြောခဲ့တဲ့အဖွဲ့ဝင်တွေကတော့ရင်းအဖွဲ့ဝင်တွေကိုပြောပြခဲ့ခြင်းဖြစ်ပါတယ်။အခုလက်ရှိအဖွဲ့ဝင်တွေကိုဆက်လက်ပြောပြပေးပါမယ်။ Frank Nago ကတော့အခု live performance တွေမှာ Grand Lama တအူးအနေနဲ့ပါဝင်နေပါတယ်။ TV ကဲရဲ့အခြားတဲ့ဂီတသမားတွေကတော့ live format နဲ့ဖြော်ပြပွဲတွေအတွက်ပါဝင်နေပါတယ်ပြီးတော့လည်း Jordan Runner နဲ့ပူးပေါင်းခဲ့ပြီးတော့ Summer Over 90မှာတော့ TV ကတဲ့ချင်းနဲ့ Jordan Runner တချင်းတွေကိုပြန်လည်ဆိုခဲ့ပါတယ် ။အဲရလာဆိုတော့မဟုတ်သေးပါဘူး။ Mary Essence နဲ့ပူးပေါင်းခဲ့ပြီးတော့ The Wine, The Innocent, The TV Shepherd ကိုသူချင်းများရဲ့ဆိုတော့ဖြစ်ပါဝင်ခဲ့ပါတယ်။ TV ကစိတ်ဝင်စားတဲ့အကြောင်းတစ်ခုဖြစ်တယ်။ TV ကပထမပိုင်းက Trial ဖြစ်စတင်ခဲ့ပြီးတော့နောက်ရတော့ Brad Peterin တူလေးရပဲ။ဥဆောင်တည်ဆိုခဲ့ပါတယ်။ပြီးတော့သူက Air Movie တွေက Simple တွေ Sense Guitar နဲ့ Lofi Production တို့ကိုပူးပေါင်းပြီးတော့သူရဲ့ Studio သူချင်းများတွေပူးပေါင်းဆောင်ရွက်လေးရှိပါတယ်။ Live Performance တွေမှာတော့ဧည့်သည် Guitar သမားတွေနဲ့ပူးပေါင်းတဲ့အပြင် Drum နဲ့ Keyboard တွေမှာပါဝင်ခဲ့ပါတယ်။ TV ကဘန်းရဲ့ Music က ဖရက်ဖီးဒါရင်းရဲ့လက်ရည်ကိုအခြေခံထားပြီးတော့သူ့ရဲ့စူးစမ်းမှုတွေလူမှုရေးစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပူပေါင်းထားပါတယ် TV ကရဲ့ memory အကြောင်းကိုပြောပြပြီးဆိုတော့ TV ကရဲ့ Evan နဲ့သူ့ရဲ့သင်းတွေအကြောင်းကိုဆက်လက်ရှင်းပြပေးပါမယ်2014ခုနှစ်မှာထွက်ခဲ့တဲ့ Friend Exe ကလူငယ်ဘဝနဲ့အခြေအဆက်ဆက်ဆံရေးပြသမှု တိတ်ကူးညင်မှုနဲ့လက်တွေ့ဘဝတွေကိုအဓိကပုံခေါ်ထားပါတယ်။အေရန်ထဲမှာပါဝင်တဲ့ဘတ်ထုတ်စင်ရဆိုရင်ဖြင့် A Supreme ရဲ့1964ခုနှစ်မှာထွက်ခဲ့ Comsi ပေါင်းမီကိုနမူနာယူထားပါတယ်။ The Varro ကတော့1963ခုနှစ်မှာထွက်ခဲ့တဲ့ရုပ်ရှင် Where of Henry Orient နိုင်ငံတော်စကားပြောပိုင်းတွေကိုနမူနာယူထားပါတယ်။အေရန်ကအများကြီးသချင်းတွေလည်းရမ်းများရအောင်ဘာကြီးကိုစင်ပေးယူလာဆိုတော့ဆက်ပြီးတော့မရှင်းပြတော့ပါဘူး။1966ခုနှစ်မှာထွက်ခဲ့တဲ့ Who Really Care အေရန်မှာတော့ဒုတိယအကြိမ်သချင်းများဖြစ်တဲ့ not allowed စနကဝမ်းစောင်းအပေါက်မီစားရတဲ့ချင်းတွေဖြစ်ပြီးတော့ဒုစရင်းများရဲ့ထင်းကတော့လူမှုရေးဝေဖန်မှုငယ်ရင်ချင်းမှုရဲ့စိတ်ပြတ်မှုတွေနဲ့အထိပယ်မဲ့တန်ရောစင်တွေကိုဖွဲ့ကြည့်လာပါတယ်နောက်၁၈ခုနှစ်မှာထွက်ခဲ့တဲ့ Dead of the Party Game မှာဆိုရင်တော့ကိုယ်တို့လည်းသိကြမဲ့ Blue Hair What Not Yours ဆိုတဲ့ချင်းများကိုထုတ်ဝေခဲ့ပါတယ်နောက်၂၀ခုနှစ်မှာ K ဂျိုဒနာနဲ့ပူးပေါင်းထွက်ခဲ့တဲ့ Summer Over မှာတော့ Every Machine It Almost War တိုက်တဲ့ချင်းတွေကိုဖွင့်ခဲ့ပါတယ် UK ဘန်းကရင်ခက်ကစကားတွေဇလန်းတွဲတွေနဲ့စာဖတ်တဲ့အတန်တွေကိုအခုခေတ်လူငယ်တွေစိတ်ဝင်စားလာအောင်ရေးသားဆက်ဆိုခဲ့ပါတယ်အပြန်လည်ပြီးခဲ့တဲ့တန်ဆုံပြီးဝိုင်းများတွေနဲ့မူနာတွေကိုပေါင်းဆက်ပြီးတော့ခင်းနဲ့လျော်ညီအောင်ရေးဖွဲ့ထားပါတယ်ဥပမာအာမျိုးပြပြလိုက်ရင်တော့ဒါကတော့တချင်းမှာတော့ရှေးခေတ်သေးသွားတွေကိုယခုခေတ်လူငယ်တွေနဲ့လျော်ညီအောင်ရေးသားဆက်ဆိုထားပါတယ် TV ကဲကိုဘာလို့ကြိုက်လဲလို့မေးရရင်တော့ TV ကဲတချင်း app ရဲ့အသင်းတွေက ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ထင်းတွေလူငယ်ဘဝရဲ့ရှုပ်ထွေးမှုတွေကိုထိစပ်ထားပြီးတော့ Windy Sun နဲ့တည်တုံနေကြောင်းတိုင်နေသက်ပါတယ်။တခုလူမှုမီဒီယာတွေမှာ TV ကဲ trend တွေဖြစ်တဲ့ပြာနဲ့ပန်းရောင်ရောဆက်ထားတဲ့အရာတွေကို TV ကဲ question man လို့ပြောဆိုတာတွေအခုတော်တော် viral နေတဲ့မောင်ထွက်ဝင်တို့က TV ကဲရဲ့ trend တွေလို့ပဲပြောလို့ရပါတယ်။ TV ကဲကိုလူငယ်များဘာဘာရော နော်အလာတို့နဲ့ပုံပြီးသိရှိနိုင်ပြီးတော့ TV ကဲရဲ့ iconic ပုံစံဖြစ်တဲ့ Windy Sun နဲ့ Retro Sun နဲ့ Sheong Ngwe တဲ့တွေကိုအသားပေးပါတယ် TV ကဂီတာ Nostalgia ကဘတ်စနေကယ်လို့သတ်မှတ်ထားပြီးတော့ခစ်ပြိုင်လူငယ်တွေရဲ့ရှုပ်ထွေးမှုတွေကိုရောင်ပြန်ဟက်စီပါတယ်။အဲဒါကြောင့် TV ကဘန်ရဲ့ Level Rock လောက်ပဲနားထောင်နေလူတွေအနေဖြင့် Brand Easy Evan တွေကဘတ်ဒုတ်စင်းဆိုတဲ့တခြင်းကိုစတင်ပြီးတော့ဆက်ဆက်နိုင်ပါတယ်။တော်တော်လေးကောင်းတဲ့အတွက်တော့ comment လေးပေးပါရစေ။ဒီနေ့က TV ကတခြင်းနဲ့ပဲအားလုံးပျော်ရွှင်ကြပါစေ။အားလုံးပဲ peace ပါ။